ဒွေထူးစီဝိုင်းစုံစီမံကိန်းကိုကုန်ထည်ဖို့ဖို့စစ်ကောင်စီနဲ့ရုရှားနိုင်ငံတို့စာချုပ်ချုပ်ဆိုပြီးတဲ့နောက်တရင်တိုင်းတိုင်းစစ်ကောင်စီဘက်ကလည်းအဲ့ဒီစီမံကိန်းတွေကြိုတင်ပြင်ဆင်မှုတွေစတင်လုပ်ဆောင်နေပါတယ်။ဒွေမြို့မှာရှိတဲ့စစ်ကောင်စီတိုင်းဆိုရအဖွဲ့ရုံးမှာမတ်လ17ရက်နေ့ကအစည်းအဝေး၂ကြိမ်ပြုလုပ်ခဲ့ပြီးဒွေထူးစီဝါရေးဆောင်တွေကြိုတင်ပြင်ဆင်ထားရမယ့်ကိစ္စရပ်တွေကိုစစ်ကောင်စီခန့်တိုင်းဝန်ကြီးချုပ်ဦးမြန်ကိုကညွှန်ကြားခဲ့ပါတယ်။ ဒွေထူးစီဝေးဆို ပြန်လဲလဲပတ်လာပါကယင်းဤမျက်နှာမှုနဲ့ဆိုင်တဲ့အုပ်ချုပ်ရေးကိစ္စတွေအတွက်ကြိုတင်ပြင်ဆင်ထားဖို့ကိုလည်းဦးမြတ်ကိုကညွှန်ကြားခဲ့ပါတယ်။ဒုတိယစီဝေးမှာတော့ခီးသွန်းလုပ်ငန်းနဲ့ပတ်သက်တဲ့စီဝေးဖြစ်ပြီးဒွေထူးစီဝေးဆိုစီမံကိန်းမှာယင်းဤမျက်နှာမဲ့နိုင်ငံခြားတော်တွေဝင်ရမှုများပြားလာမှာဖြစ်လို့ဟိုတယ်နဲ့တက်ကိုခန်းတွေကို နိုင်ငံတကာစစ်မီအောင်အခုကတည်းကကြိုပြင်ဖို့ညွှန်ကြားခဲ့ပါတယ်။ တရင်တိုင်းတိုင်းခြေဆိုင်ရဖက်နဲ့နိုင်ငံရေးအဖွဲ့အစည်းစုစုပေါင်း17ဖွဲ့ကတော့စစ်ကောင်စီနဲ့ရုရှားနိုင်ငံတို့ပူးပေါင်းလို့ဆောင်မဲ့ဒဝဲထူးစီးပွားရေးစုံစီမံကိန်းကိုကက်ကွက်တယ်လို့မတ်လ10ရက်ကပူးပေါင်းထုတ်ပြန်ထားပါတယ်မတ်လ17ရက်ကပြုလုပ်တဲ့အထူးစီးပွားရေးစုံစီမံခက်ခွဲမှုကော်မတီစည်းဝေးမှာ စစ်ကောင်စီဒုခေါင်းဆောင်က တွယ်ထူးစီးပွားရေးဆောင်တွဲမြန်မာထိုင်းဂျပန်သုံးနိုင်ငံပူးပေါင်းဆောင်ရွက်ထားတဲ့ SPB ကိုဖျက်သိမ်းရေးကိစ္စပါဝင် မကြခင်ပေါ်ပေါ်လာမဲ့တွယ်ထူးစီးပွားရေးဆောင်တွဲကြိုတင်ပြင်ဆင်ထားဖို့လဲဒုစစ်ကောင်ဆောင်ကမှာကြားခဲ့ပါတယ်။